ပြည်တော်စုလွတ်တော်အစည်းအဝေးတွင်ပုံမှ59စာလုံးနဲ့ပုံမှ436ပြင်စီရဲကိုတက်မတော်သားလွတ်တော်ကိုယ်စားလှယ်ကကန့်ကွက်ခဲ့ပါတယ်။ဦးမြတ်သူရကသတင်းပေးပို့ထားတာပါခင်ဗျာ။နိုဝင်ဘာလ18ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင့်ထယ်ဖော်မှုကော်မတီရဲ့အစည်းအဝေးကစားနဲ့ပတ်သက်ပြီးဆွေးနွေးရမှာတမ်တော်သားလွှတ်တော်ကိုယ်စားလှယ်ဘုံမူကြီးထင်းနိုင်ကတမရအေချင်းတမချက်59စာလုံးနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးပုံမှန်436တို့ကို ပြင်ဆင်ဖို့မလိုကြောင်းကန့်ကွက်ဆွေးနွေးထားတာပါ။ပြည်ထောင်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုအစိုးရတစ်ခုရဲ့လုံခြုံရေးဆန္ဒအစွဲလမ်းယူဆတွေကိုဦးစားပေးပြီးအလောတကြီးပြင်ဆင်ဖို့မတင်ဘူးလို့ဆိုပါတယ်။ကျွန်တော်တို့စဉ်းစားမှာကနိုင်ငံတော်တမန်ဖြစ်မဲ့သူရဲ့တာဝန်တူဟာနိုင်ငံသားတူဖြစ်ပြီးတော့ဒီနိုင်ငံသားသာဒီဟာလားနိုင်ငံသားမှာတာမန်ရတာဖြစ်သည်သို့မဟုတ်ဓမ္မနိုင်ငံကိုစက်ညင်သောအဖွဲ့ဝင်ဖြစ်နေသည်သို့မဟုတ်အကြမ်းဖက်အဖွဲ့စည်းဝင်ဖြစ်နေသည်သို့မဟုတ်ဘာသာရေးအစိုးရအဖွဲ့ဝင်ဖြစ်နေသည် တို့တို့နိုင်ငံကြီးငယ်တစ်ခုမှာအရေးပါသူတူဖြစ်နေလို့ရှိရင်ကျွန်တော်နိုင်ငံဆွေးရင်ပေါ်ရာအရှင်ကြီးချစ်သားနိုင်ကြောင်းကျွန်တော်တို့စဉ်းစားကြပါတယ်တော်တော်တဲမှာတမရတာကိုစလေဟာ25ရာခိုင်နှုန်းပဲရှိပြီးပြည်ခိုင်မျိုးပါတီက54ရာခိုင်နှုန်းရှိတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာတမရတာကိုစလေတွေရဲ့ဘောမူတီရလို့ပြောတာဟာမမျှတဘူးလို့ဆိုပါတယ်ကျွန်တော်တမရတာကိုတွေတက်တက်ထင်နေဒီချိန်မှာဥပဒေကိုမိတို့မှပြင်ဆင်နိုင်ရင်မရှိဘူးလေကျွန်တော်တို့တစ်ဖက်ကနေပြီးတော့အသိမြင်ကိုလွတ်ပါတယ် ရောတမနာကိုယ်တည်းအစုဖွဲ့အချင်းကဥပဒေမပြောနဲ့ဒီစဲဥပဒေငါ့ကိုပြင်ဆင်နိုင်သောမရှိတဲ့အခြေအနေဖြစ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့အချင်းကဥပဒေပြင်ဆင်ပုံမှာ430ချုပ်တည်430ချုပ်တည်ကျွန်တော်တို့အာလုံးစည်းတို့ညီမှုရှိမှသာလျှင်ပြင်ဆင်နိုင်ရာရည်စရတိုင်းဖြစ်ပါကြောင်းလေ။ဒါအပြင်အခုလိုမျိုးပါတီစုံဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွေမှာတည်ငြိမ်တင်သာစွာကူးပြောင်းနိုင်ရေးအတွက်အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးမဏ္ဍပ်တွေမှာတမတော်အနေနဲ့ရာခိုင်နှုန်းတစ်ခုထိဆက်လက်ပါဝင်နေရအောင်မယ်လို့ဆွေးနွေးမှုတွေလည်းရှိနေပါတယ်။ ဒီကနေ့ကျင်းပတဲ့ပြည်တော်စုလွတ်တော်စည်းဝေးအတွင်းဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီရဲ့အစည်းအဝေးခန်းစာကိုပြည်တော်စုလွတ်တော်ကိုယ်စားလှယ်30ကဆွေးနွေးခဲ့တာပါကျွန်တော်မြတ်သူရသတင်းပေးပို့ထားတာပါ